ကဲတူရဲ့ပြည်သူများအားလုံးမင်္ဂလာပါဗျာဒီလရဲ့ ID ကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကရွေးချယ်ထားတဲ့ကောင်းတဲ့လေးက domain name system DNS အကြောင်းအရာလေးပဲဖြစ်ပါတယ်ဗျကျွန်တော်အရင်က internet ဆိုတာဘာလဲဆိုတဲ့စာမားလေးထဲမှာဒီ DNS နဲ့ပတ်သက်တဲ့အနှဲငယ်သောအကြောင်းအရာလေးတွေကိုကျွန်တော်ဖော်ပြတင်ဆက်ခဲ့ပူတာရှိပါတယ်ဗျဒါပေမဲ့ဒီကနေ့ဗီဒီယိုလေးက DNS နဲ့ပတ်သက်ပြီးအလုပ်လုပ်ပုံတွေကိုပေါ်ပြီးဖော်ပြပေးသွားမှာဖြစ်တယ်လို့တခြားဆက်ဆက်တဲ့အကြောင်းအရာလေးတွေကိုလည်းဘူးလို့ရှာလို့သူများတို့ကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ် domain name ဆိုတာ မိတ်ဆွေတို့ကိုကြားဘူးသူလည်းရှိမှာဖြစ်သလိုမကြားဘူးသူတွေလည်းရှိကောင်းရှိနိုင်တာမို့ domain name ဆိုတာဘာကိုခေါ်လဲဆိုတော့အရင်ပြောပြဖို့လိုအပ်မှထင်ပါတယ်တို့ www.facebook.com youtube.com wikipedia.org စတဲ့ website လိမ့်စာများကိုမိတ်ဆွေတို့ကြားဖို့မြင်မှုရမယ်လို့ထင်ပါတယ်ဗျအဲ့ထက်မှာပါတဲ့ဒီ facebook.com တို့ youtube.com တို့အဲ့ဒါတွေက domain name တွေပဲဖြစ်ပါတယ်ဗျ internet ဆိုတာကွန်ပျူတာတွေကိုချိတ်ဆက်ထားတဲ့ကွန်ရက်တွေကိုထပ်မံချိတ်ဆက်ထားတဲ့ကွန်ရက်ကြီးတစ်ခုဖြစ်ပါတယ် လူသားတွေကျွန်တော်တို့လူသားတွေတအုပ်နဲ့တို့ဆက်သွယ်ဖို့အတွက်အင်္ဂလိပ်စာလေးရှိကြတယ်နံပါတ်တွေရှိကြတယ်ဗောနော်အဲ့လိုပဲကွန်ပျူတာတွေမှာလည်းတစ်ခုနဲ့တစ်ခုဆက်သွယ်ဖို့အတွက်လိပ်စာလေးရှိကြပါပဲဗျဒါကိုတော့ကျွန်တော်တို့က IP address လို့ခေါ်ပါတယ်ဗျ IP ဆိုတာ internet protocol တနည်းအားဖြင့် IP address ဆိုတာ internet ပေါ်ကသဘောတူလိပ်စာဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဥပမာ Google website ရဲ့လိပ်စာဆိုလို့ရှိရင်ကျွန်တော်က IPv4 address က 216.58. 200.78ဆိုတဲ့နံပါတ်ဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းတွေကွန်ပျူတာတွေရော website ရှာတဲ့နေရာပေါ့နော် browser URL ဘာမှာဒီ www.google.com ဆိုပြီးရိုက်လိုက်ရင် Google website ကိုရောက်ရှိမှာဖြစ်တယ်လို့မျိုးဒီနံပါတ်ကိုရိုက်လိုက်ရင်လည်း Google website ကိုရောက်ရှိမှာပဲဖြစ်ပါတယ်အလားတူ Facebook website ကိုလည်း www.facebook.com လို့ရိုက်လိုက်ရင်ဒီ Facebook website ကိုရောက်ရှိမှာဖြစ်တယ်လို့ ဒီနံပါတ်လေးကိုရိုက်လိုက်ရင်လည်းဒီ157.240.199.35ကိုရိုက်လိုက်ရင်လည်း Facebook website ကိုရောက်ရှိမှာပဲဖြစ်ပါရဲ့ဗျာကျွန်တော်တို့လို့ internet အသုံးပြုသူတွေအနေနဲ့အခုလိုနံပါတ်တွေနဲ့မှတ်ပြီးအသုံးပြုနေဖို့ဆိုတာကအဆင်ပြေမှာတော့မဟုတ်ပါဘူးဗျာများပြားလာတဲ့နံပါတ်တွေဖြစ်တာကြောင့်သူတို့ကိုလောလောကူမှတ်ဖို့ရာနံပါတ်တွေပေးဖို့လိုအပ်လာပါတယ်ဒါကြောင့် domain name ဆိုတာရှိစနေစနစ်တစ်ခုဖြစ်လာခဲ့ရပါတယ်ဗျာ domain name တစ်ခုမှာအပိုင်း၃ပိုင်းပါရှိပါတယ်ကျွန်တော် website address တွေမှာမြင်တွေ့နေကြဖြစ်တဲ့နောက်က နောက်ဆုံးမှာပါတဲ့ .com တို့ .net တို့ .org တို့စသဖြင့်မိတ်ဆွေတို့လည်းမြင်မှုကြမယ်ထင်ပါရဲ့ဗျာဒါကိုတော့ကျွန်တော်တို့က TLD Top Level Domain လို့ခေါ်ပါတယ်ဒုတိယတစ်ပိုင်းကတော့အဓိကနာမည်တွေပေးတဲ့အပိုင်းဖြစ်ပါတယ်ဥပမာကျွန်တော်ရဲ့ website လေးဆိုရင် k2knowledgebank.com ဆိုရင်ဒါ .com က TLD k2b knowledgebank ကကျွန်တော်ရဲ့အဓိကနာမည်ဖြစ်ပါတယ် google.com ဆိုတာဒီလိုပဲပေါ့နော်အဲတော့ဆိုင်အဖွဲ့စည်းတွေရဲ့နာမည်တွေပေးကြတဲ့အပိုင်းဖြစ်ပါတယ်ဗျာ နောက်တတိယတစ်ပိုင်းကတော့တချို့ website တွေမှာလည်းပါရှိတယ်မပါတာရှိတယ်ပေါ့နော်ဒါကတော့ sub domain လို့ခေါ်ပါတယ်အဲ့ဒါကဥပမာကျွန်တော်တို့ docs.google.com ပါဆိုလို့ရှိရင် .com ဆိုတာ tld google ဆိုတာကအဓိကပေးတဲ့နာမည်ရှေ့က docs. ဆိုတာကကျတော့ google ကနေမှတဆင့်ခွဲထားတာဖြစ်တဲ့ကြောင့်သူ့ကိုကျွန်တော်တို့ sub domain လို့ခေါ်ပါတယ်ဗျဒါဆိုရင် domain name ကိုအပိုင်း၃ပိုင်းခွဲတက်ပြီးလို့ထင်ပါတယ်။ domain name နဲ့နောက်ွယ်မှာတက်ဆိုင်ရာ IP address တွေရှိနေကြပါတယ်ဗျ။ ဘရောဇာ URL ဘာမှာကျွန်တော်တို့က domain name ကိုရိုက်နှိပ်လိုက်တာနဲ့တက်ဆိုင်က IP address ကိုရောက်ရှိသွားကြမှာဖြစ်ပါတယ်။ဘာနဲ့တူလဲဆိုတော့ကျွန်တော်အပိဒံစောင်းလို့တူတယ်ပေါ့နော်။အပိဒံမှာကျွန်တော်တို့ကတည်ကျင်တာကိုရှာတယ်လို့ပဲဒီ DNS ဆိုတာကကျွန်တော်ရိုက်တဲ့နာမည်ကိုတက်ဆိုင်က IP address ကိုဘာသာပြန်ပေးတာပဲဖြစ်ပါတယ်ဗျ။အဲ့တော့ပြောပြတာတော့လွယ်တာပေါ့နော်။ဒါပေမဲ့တက်ဆိုင်က IP address ကိုရောက်ဖို့ကကျွန်တော် DNS string မှာအစင့်စင့်ဆောင်ရွက်ရတာဖြစ်ပါတယ်။ဘယ်လိုဆောင်ရွက်ရလဲဆိုတော့ ကျွန်တော်ရဲ့ကွန်ပျူတာသို့မဟုတ်ဖုန်းကနေဒီ www.wikipedia.org ဆိုတဲ့ website ကိုအလဲသွားပြီဆိုကြပါစို့ဗျာပရမစင်အနေနဲ့ကျွန်တော်ရဲ့ browser က cache တွေထဲမှာ IP address ကိုရှာဖွေမှာဖြစ်ပါတယ်ကျွန်တော်အရင်ကဒီ website ကိုဝင်ထားမှုမဲ့ဆိုရင်ကျွန်တော် browser ကဒီ website ရဲ့ IP address ကို cache ထဲမှာမှတ်ထားမှာဖြစ်ပါတယ်ဒါကြောင့်မို့ cache ထဲမှာရှိနေတော့ကျွန်တော်ဒီ website ကိုပြင်ပြန်စွာနဲ့ရောက်ရှိသွားမှာဖြစ်ပါတယ်ဗျာဒါပေမဲ့ cache ဆိုတာက တော့အကြာကြီးသိမ့်မထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်မဝင်တာတော်တော်ကြာသွားပြီဆိုရင်တော့ရှိတော့မှာမဟုတ်ပါဘူးဗျအကင်များ cache မရှိတော့ဘူးဆိုရင်ဒုတိယဆင့်အနေနဲ့ internet service provider လို့ခေါ်တဲ့ ISP ရဲ့ server ကိုလှမ်းမိရမှာဖြစ်ပါတယ်ဗျဥပမာကျွန်တော်ရဲ့ ISP က Oridu Myanmar Limited ဖြစ်တာကြောင့် Oridu ရဲ့ server ကိုအရင်ဆုံးမေးမှာဖြစ်ပါတယ် Oridu အသုံးပြုတာကျွန်တော်ဒီရောင်းထဲမှာဖွင့်ရမှာလို့လူတွေအများကြီးအသုံးပြုတဲ့နေရာမှာတယောက်ယောက်ကဒီ Wikipedia ရဲ့ website ကိုဝင်ထားမှုမယ်ဆိုရင်တော့ ISP server ရဲ့ cache ထဲမှာ ဒီ website ရဲ့ IP address ကိုကောင်းကောင်းကြီးသိထားမှာဖြစ်ပါရဲ့ဗျ။ဒါကြောင့်မလို့ကျွန်တော်ကဒီ sit မှာနေ IP address ကိုသိသွားနိုင်ပါတယ်။တကယ်လို့များ ISP ကသိမထားဘူးဆိုရင်ကျွန်တော်တတိယ sin ကိုဆောင်ရွက်ရမှာဖြစ်ပါတယ်။တတိယ sin ကတော့ဒီ ISP ကကမ္ဘာနှက်မှာရှိတဲ့ name server တွေကိုမေးမြန်းရမှာဖြစ်ပါတယ်။ domain name ဆိုတာအများကြီးရှိတဲ့အတွက်ကြောင့်မို့သူ့ကိုသိသိထားတဲ့ server တွေကလည်းကမ္ဘာနှက်မှာအများကြီးရှိပါတယ်။အဲ့တော့ကျွန်တော်တို့က name server တွေကို yaru lite အဆင့်အဆင့်ခွဲခြားထားပါတယ်ဗျ။ ပထမဆင်က root name servers ဒုတိယဆင်က tld name servers host name server ဆိုပြီးတော့နော်တတိယဆင် host name server ဆိုပြီးတော့ကျွန်တော်၃မျိုးခွဲထားထားတယ်အဲ့တော့ root name server အရေးအတွက်အများကြီးအများကြီးမရှိဘူးနော်တဖြည်းနဲ့အရေးအတွက်ဖြည်းနဲ့များများဆိုတော့ host name server တော့အများဆုံးပေါ့အဲ့တော့ isp ကဒီထဲမှာဖြစ်တဲ့ရာထူးအကြီးဆုံးဖြစ်တဲ့ root name server ကိုသူကလှမ်းမိရတယ်ဗျတော့တမ်းပြီးတော့ဒါ ਈ .org နဲ့ဆုံးတဲ့ name လေးဘယ်မှာထားသလဲလှမ်းမိလိုက်တယ်အဲ့မှာပဲ root name server က ဒီကျွန်တော်ဒီ TLD နိမ့်စာပါတွေအများကြီးရှိရတဲ့နေရာမှာကျွန်တော်ဒီ dot org နဲ့ပဲစုံတဲ့အသီးသန့်နိမ့်တွေထားတဲ့ TLD နိမ့်စာပါလိမ့်စာကိုပေးလိုက်ပြန်ပါတယ်ဗျာအဲတော့ ISP ကတပန်းဒီ dot org ရေးထားတဲ့ TLD စာပါကိုထပ်မေးရပြန်တယ်ဗျာ TLD Wikipedia ကိုတည်ရသူပြောပြပေးပါကွာမေးရပြန်ပါတယ်ဒီခါမှာ TLD စာပါက host name server ကိုအများကြီးရှိရတဲ့အထက်ကမှဒီ Wikipedia ကိုတည်တဲ့ host name server ရဲ့လိပ်စာကိုပေးလိုက်ပြန်ပါတယ် ISP က host နေတာ server လေးစာရသွားပြီဆိုတော့ဒီ host နေ server ထပ်မေးရပြန်တယ်ဗျ host ကြီး wikipedia တော့ org ip address လေးမှာသာပါကွာလို့တောင်းလိုက်ချိန်မှာတော့နောက်ဆုံးမှာ isp လိုချင်နေတဲ့ ip address ကိုရရှိပြီဖြစ်ပါတယ် isp ကနေတဆင့်ကျွန်တော်တို့ရဲ့ကွန်ပျူတာသို့မဟုတ်ဖုန်း browser တွေကို ip address တွေပို့ပေးတဲ့အခါမှာတော့ internet ကနေတဆင့် wikipedia website ကြီးကိုမြင်တွေ့ရပြီဖြစ်ပါတယ်မိတ်ဆွေနောက်ထောင်လေးရသလိုပဲအဆင့်တွေကအလောက်တော့များပါတယ်ဗျဒါပေမဲ့ case တွေရှိနေတယ်မို့အများတန်းဒီလိုအဆင့်တွေဆောင်ရွက်ရတော့လုံမှာမဟုတ်ပါဘူး။ဒါ့အပြင်ဒီအဆင့်တွေဆောင်ရွက်ဖို့လိုအပ်လာမယ်ဆိုရင်လည်းကွန်ပျူတာဆာဗာတွေအများကြီးရှိနေတယ်မို့အချင်းကြာမြင့်စွာဆောင်လိုက်မှုမလိုဖက်နဲ့ website များတွေကိုလည်းလည်းကူဝင်ရောက်နိုင်မှာပဲဖြစ်ပါတယ်။မိတ်ဆွေအခုဆိုရင် DNS ရဲ့အဆင့်ဆက်လွတ်လပ်ပုံတွေကိုသဘောပေါက်ပြီလို့ထင်ပါတယ်ဗျ။ဒီ DNS ဆိုတာကဒီ website တွေပြုလုပ်သူတွေများလာတဲ့ချိန်နဲ့အမျှတဖြည်းဖြည်းထပ်တိုးလာမဲ့ number တွေအတွက်အဆင့်ပြေစွာဆောင်ရွက်နိုင်အောင်ပြုလုပ်ထားတဲ့စနစ်တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ DNS က တက်ခိုက်မှုတွေကိုခဏခဏခံနေရတဲ့စနစ်တစ်ခုလည်းဖြစ်ပါရဲ့ဗျ။ Cyber criminal တွေကနီးလဲမျိုးစုံတွေနဲ့အသုံးပြုပြီးတော့တက်ခိုက်နေကြတာပဲဖြစ်ပါတယ်။ဥပမာကျွန်တော် name server တွေကဘယ်ဆင့်ရဖြစ်ဖြစ် name server တစ်ခုကိုဒီလူဆိုးတွေကရရှိသွားမှာဆိုရင်လိပ်စာတွေကိုတလွဲတွေပေးလိုက်လို့ရပါတယ်ဗျ။အဲ့တော့ ISP ကဒီလိပ်စာတလွဲကြီးကိုသူ့ရဲ့ case တဲမှာတင်ထားမှာဆိုရင်ဒီ internet ကိုတုံးတဲ့လူတိုင်းက IP address အမှားတွေနဲ့လူဆိုးရဲ့ website တွေကိုရောက်ရှိသွားကြမှာဖြစ်ပါတယ်။လူဆိုးတယောက်ရဲ့ website က ကွန်ပျူတာတွေကို virus တွေလည်းသွင်းပေးနိုင်တယ်လို့အယောင်ဆောင်ပြီးတော့ကျွန်တော်တို့ရဲ့အချက်လက်တွေကိုလည်းခေါ်ယူသွားနိုင်ပါတယ်ဗျာဒီနည်းလမ်းကိုတော့ကျွန်တော်တို့က DNS spoofing ဒါမှမဟုတ် cache poisoning လို့ခေါ်ပါတယ်ဗျာဒါကြောင့်ခုနောက်ပိုင်းမှာဒီပညာရှင်များကပုံမလုံးကြုံစိတ်ချရတဲ့ DNS ဖြစ်အောင်အဆင့်မြင့်တင်လာကြပြီဖြစ်ပါတယ်ဒါပေမဲ့လည်း DNS ဆိုတာကွန်ပျူတာများစွာနဲ့ဆောင်ရွက်ရတာဖြစ်တာကြောင့်ကွန်ပျူတာတိုင်းအတွက်အဆင့်မြင့်တင်မှုဆိုတာကနှစ်များစွာကြာမြင့်မှာဖြစ်ပါတယ်ဒါကြောင့်ခုလောလောဆယ်တော့ ်မိစလို့နေနဲ့ website တခုကိုဝင်ရောက်တိုင်းသတိနဲ့ဝင်ရောက်ပါလို့ဆိုသတိပေးရင်လည်းဒီတစ်ပတ်တော့နားပါအောင်ပဲဗျာနောက်ပတော်လေးကနေအပတ်စဉ်ကဏ္ဍလေးကိုအလှည့်ကျတင်ဆက်နေတာဖြစ်ပြီးတော့နောက်ပတ်လှည့်ကျရတဲ့ကဏ္ဍကတော့စီးပွားရေးကဏ္ဍပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိစ္စပြည်သမားစောင့်မျှော်အားပေးကြပါအောင်ဗျာ